လက်ထပ်မင်္ဂလာပွဲကျင်းပတဲ့ပုံရင်းလေးအကြောင်းလူပြောများနေတဲ့မင်းမြင့်မွန်တဲ့ခန့်စီတို့အချိန်ကောင်းနိုင်ငံကျော်ထိတ်တန်းမင်းသားဖြစ်သူမင်းသားကြီးခန့်စီတို့ကတော့လူပြောကြီးပွားနဲ့နေထိုင်နေကြတာဖြစ်ပါတယ်သူရဲ့အခြေအနေပတ်သက်ပြီးတော့လည်းသတင်းတွေထွက်ပေါ်လာတာမျိုးတိတ်ပြီးတော့မရှိခဲ့ပါဘူးဒါပေမဲ့အခုချိန်မှာတော့မင်းသမီးတယောက်နဲ့လက်ထပ်သွားခဲ့ပြီဆိုတဲ့သတင်းတွေကြားသိရတာဖြစ်ပါတယ်နိုင်ငံကျော်ထိတ်တန်းမင်းသားကြီးခန့်စီတို့ကမကြသေးခင်ကအကယ်ရီစုကြီးကိုရရှိသွားပြီးတော့ထိတ်တန်းမင်းသမီးဖြစ်လာတဲ့လက်ထပ်မင်္ဂလာပွဲကိုကျင်းပသွားခဲ့တာပဲဖြစ်ပါတယ် ။မင်းမြင့်မွန်ရဲ့ခန့်စီတွင်ရဲ့မင်္ဂလာလက်ထပ်ပွဲကျင်းပနေတဲ့ပုံရိပ်တွေကတော်တော်လေးကိုမှနာမည်ကြီးပြီးတော့လှုပ်ပြောများနေခဲ့ပါတယ်။မြောက်သားကမြမအယွရာမင်္ဂလာတို့သားတို့သမီးဝစ်စုံကိုဝစ်စင်ထားခဲ့ပြီးတကယ်ကို live ဖက်ညီလုံးနေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်တို့တို့နေအောင်လက်ထပ်သွားခဲ့တဲ့ပုံမှာပရိသတ်များစွာကအရန်ကိုအံ့ဩနေကြပြီးတော့ live ဖက်တွေလိုချီးကျူးနေကြတဲ့တွေလည်းရှိနေတာပါ။တချို့တွေကတော့တို့တို့နေအောင်ကအသက်ရွယ်ကွာခြားတဲ့အတွက် live ဖက်မှုရှိကြောင်းလည်းပြောဆိုနေရတယ်ကိုတွေ့ရပါတယ်။မင်းမြမကနိုင်ငံကျော်မင်းသားအေးချမ်းမောင်နဲ့ချစ်သူတွေဖြစ်နေကြပြီဆိုပြီးတော့လည်းသတင်းတွေပြန့်နေခဲ့တာပါ။ ဒါပေမဲ့ခုလိုမျိုးမိသားစုခန့်စီသူနဲ့လက်ထပ်မင်္ဂလာပွဲကျင်းပနေတဲ့ပုံရိပ်တွေပေါ်ထွက်လာတဲ့အခါမှာတော့အကောင်လုံးကအံ့ဩသွားခဲ့ကြပါတယ်။သူတို့နေရာရဲ့ခြေသတင်းကိုတော့မကြားခဲ့ရပဲနဲ့လက်ထပ်သွားပြီဖြစ်တဲ့အတွက်ပရိသတ်တွေကလည်းနားမလည်နိုင်အောင်ဖြစ်နေခဲ့ရတာပါ။ဒါပေမဲ့ဒီကနေ့မှတော့နှယောက်သားလက်ထပ်မင်္ဂလာပွဲကိုကျင်းပနေတဲ့ပုံရိပ်တွေကပွဲခန်းနာတစ်ခုအတွက်ပြင်ဆင်ပြီးဆောင်ရွက်ပေးခဲ့ကြတာဖြစ်ပါတယ်။မင်္ဂလာပွဲခန်းနာပုံစံသူတို့သားသူတို့သမီးပုံစံဝတ်ဆင်ပြီးတော့ကျင်းပပြုလုပ်ခဲ့တဲ့ပွဲခန်းနာအတွက်မင်းသမီးမင်းမြင့်မော်နဲ့မိသားစုခန့်စီသူတို့ အတူတွဲဖက်ပြီးတော့ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။ရုပ်ရှင်မင်းသားမင်းမီးတွေဆိုတာကဒီလိုမျိုးပဲငှားရတဲ့ပွဲတွေကိုလိုက်ဖက်မဲ့အဝယ်ဆောင်အပြင်စင်တွေကိုဝစ်စင်ပြီးတော့ကိုယ်နဲ့တွဲဖက်ရမယ်။မင်းသားမင်းမီးနဲ့လိုက်ဖက်ဆုံးဖြစ်အောင်ပြင်ဆင်ထားတာတွေဖြစ်ပါတယ်။ကိုယ်လည်းမင်းမီးမင်းမြင့်မွန်နဲ့မင်းသားရဲ့ခန့်စီတို့ရဲ့ပုံရိပ်လေးတွေကအင်မတန်ကိုမှလိုက်ဖက်နေတဲ့အတွက်မင်္ဂလာဝင်ကျေးပွားသွားမယ်ဖြစ်ကြောင်းကိုလည်းသတင်းမှားတွေပြန့်နေကြတာပါ။တကယ်တော့အမှန်တကယ်ပြင်မာလက်ထပ်သွားနေတာမဟုတ်ပါဘူး။မြောက်ကောင်ကပွဲခဏတစ်ခုတည်းမင်္ဂလာသတို့သားသတို့သမီးဝစ်ဆောင်လေးနဲ့တူလိုက်ဖက်ကြီးစွာနဲ့ရှောင်းလင်းပေးခဲ့ကြတာပဲဖြစ်ပါတယ်။ မင်းနိုင်ခန့်စီတို့ကတော့ခုချိန်ထိကိုတဝူးနဲ့နေထိုင်နေခဲ့ပြီးလူပညာလုပ်တွေကိုပဲစ조사လုပ်ကင်နေရကိုတွေ့ရပါတယ်။မင်းသမီးမင်းမြို့မဟာဆိုရင်လည်းအကယ်ဒမီမင်းသမီးဖြစ်လာပြီးဖြစ်တဲ့အတွက်လူပညာလုပ်တွေကို조사လုပ်ကင်ပြီးပုံပြီးတော့အောင်မြင်တဲ့မင်းသမီးဖြစ်အောင်လို့조사နေကြရပါတော့။မင်းသားအိမ်ချမ်းပေါင်းနဲ့ချစ်သူတွေဖြစ်နေကြပြီဆိုပြီးတော့တရင်ဖြန့်ခဲ့ပြီးမယ်။ဒီမှာကဒီကိစ္စပေါ်မှာပြန်လဲဖြေရှင်းတာမျိုးမရှိဘဲနဲ့ချီရေးကိုတိုးတက်စွာနဲ့ပဲနေထိုင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့မင်းသားအိမ်ခန့်စီတို့နဲ့ကတော့လို့တော်ရရလက်ထက်မင်္ဂလာဝတ်ဆောင်လေးကိုဝတ်ဆင်ပြီးတော့ live ဖက်ညီအောင်ရှောင်းလန်းခင်းကြတာပါ။ လူပညာလောကဆိုတာကလည်းတခုခုဆိုရင်သတင်းမားတွေပဲရှောက်ဖြက်နေကြတာဖြစ်တဲ့အတွက်တရုတ်သားလက်ထလိုက်ပြီးဆိုတဲ့သတင်းတွေပေါ်ထွက်လာကြတဲ့ကသူစံနာတော့မဟုတ်ပါဘူးပရိသတ်ကြီးတို့ကရောနိုင်ငံသားမင်းမင်းမင်းမြင့်မွန်နဲ့မင်းသားကြီးခန့်စီတို့လက်ထလိုက်ပြီးဆိုတဲ့သတင်းပေါ်မှာခင်ဗျာကြောင့်လေးရရှင်လည်းပြောသွားခဲ့ကြပါအောင်ရှင်